မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။သင်ဟာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ဆိုရင်စီတီတော်အထက်ပြစ်စီရန်တို့မြို့သမီးများတခွင့်ရှိမရှိသိချင်ပါသလား။အခုဝေမျှခြင်းတဲ့အကြောင်းအရာလေးကတော့စီတီတော်အထက်ပြစ်စီရန်တို့အမျိုးသမီးများတခွင့်ရှိမရှိဆိုတာကိုမန္တန္တာပွင့်ဖူးလိုင်းကဆရာတော်ရှင်ကီလာတ MA ဗုဒ္ဓဇင်ထံမိထားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ ယူသည်လေးစားစွာရောက်ထားအပ်ပါသည်ဖျာသမီးချောင်တန်းနှစ်တုံးကမိသားစုနဲ့တူရွှေကုံဖျားကိုတွားတော့ဖီဖီနဲ့ကိုကိုကအထက်ပစ္စည်းအကိုတက်သွားကြပါတယ်မိမိနဲ့သမီးကအောက်မှာခြံခဲ့ရပါတယ်အပေါ်ကိုလိုက်ဖို့ပူစားတော့သမီးကမင်းကလေးဖြစ်လို့အပေါ်ကိုတက်လို့မရဘူးငရေကြည့်လိုက်မယ်လို့မိမိကပြောပါတယ်ကျေးချိုးဖျားကိုသွားတော့ကလည်းထူဆန်းမြင့်မြတ်တဲ့ကြောက်တုံးကြီးကိုကင်ပြီးအဋိဌံချင်တာမင်းကလေးဖြစ်နေလို့မဝင်ခရပါဘူး စိတ်ထဲကအားမလို့အားမရဖြစ်မိပါတယ်။တပည့်တော်အနေနဲ့ရှင်တကုံဖျားထပ်ပြစရာကိုတပီးပရိစိတ်လိုစိတ်အလွန်ပြင်းပြစွာ ဖြစ်ခဲ့မှုပါတယ်။အဘေကြောင့်ဘုရားဘာသာမှာအမျိုးသမီးတွေကိုအဲ့ဒီလိုခွဲခြားဆက်ဆံရပါတယ်။ညီမြတဲ့နေရာတွေကိုအမျိုးသမီးတွေတရင်ငရေကြည့်တယ်လို့မြတ်စွာဘုရားဟောတော်မူတာရှိပါသလား။ရှင်းပြပေးစီလိုပါတယ်ရှင်ဘုရား။နေရေကြည့်ဖို့ကြားမှမခွဲခြားပါဘူး။စိတ်ထားတာအဓိကပါ။ ဖျားပေါ်ကိုတယုံနဲ့ငဲကြည့်တယ်ဆိုရင်ယောက်ျားရီတလင်ငဲကြည့်ရမှာပေါ့အထက်ပစ္စည်းအပေါ်မှာကြီးစားနဲ့ချင်းတွေပြီးဖျားဘူးတွေမျက်စိချိန်အောင်လုပ်ရင်တော့ဘသူမစုံငဲကြည့်မှာပေါ့အမျိုးသမီးတွေကိုယဟန်ပြုခွင့်ပေးတာယဟန်မိန်းမတွေကိုလည်းအကတာဝိကာအမျက်ဆုံးဣဒရက်ပေးတာအမျိုးသမီးယဟန်နာဖြစ်ရင်အမျိုးသားယဟန္တာနဲ့တန်းတူလောကရဲ့ပူဇော်အထူးကိုခံယူတိုက်တာတွေဟာဘာသာရေးမှာမိမယောက်ျားမခွဲကြလို့ပေါ့ ဗုဒ္ဓတိတနာယအယုတ်အမြတ်ဆိုတာခန္ဓာကိုယ်ဖွဲ့စည်းပုံအတားအယောင်ဇက်ဆိုတာတွေနဲ့မပတ်သက်ပါဘူးမြတ်စွာဘုရားဟာတည်ပြီးပုံဆွေးနေပြီးဖြစ်တဲ့ပုံနာအမည်ရှိတဲ့ကျော်မရဲ့အလောင်းကိုပတ်ထားတဲ့ပိစာကိုကိုယ်တိုင်ခွာယူမြစ်ထဲမှာကိုယ်တိုင်လျှော့ဖို့ပြီးကိုယ်တိုင်သင်္ကန်းချုပ်ဆိုးဝေယုံတော်မူပါတယ်ပိစာကိုအလောင်းကောင်ကခွာစင်မှာမြေကြီးကအန်ချီးပြတဲ့အနေနဲ့မလျင်တောင်လှုပ်တဲ့အဲ့ဒီသင်္ကန်းဟာ မောင်မြတ်ဆုံးလည်းဖြစ်ပါတယ်။ပုံနာဟာကျော်မလည်းဖြစ်တယ်။မိမလည်းဖုတ်တာပဲ။ဘုရားမြတ်စွာဘုရားကတကြမျိုးမင်းသားတလောကလုံးရဲ့အမျက်ဆုံးပုဂ္ဂိုလ်။ဘုရားမြတ်စွာဘုရားဟာပရမထဝါဒီအရှိကိုအရှိတိုင်းမြင်တဲ့ပုဂ္ဂိုလ်ကိုစစ်ပါ။ဒါကိုသတိပြုမိရင်အမျိုးသမီးတွေဘုရားညံ့မော်မတရားဆိုရင်ယုတ်တိရှိပေမဲ့ အမျိုးသမီးတွေရွှေဒဂုံဖျားအထက်ပစ္စည်းအမောမတက်ရဆိုတာမျိုးအတွက်တော့ခိုင်လုံတဲ့အကြောင်းပြချက်မရှိနိုင်ပါဘူးတီးလင်ကဖုန်ကြီးနဲ့အတူတီးလင်ကအိမ်ကိုဆွန်းစားလိုက်သွားဖို့တယ်ဆွန်းစားပြီးလို့ပီအေးရွတ်မယ်လို့တော့အင်ရှင်မင်းကလေးကစက်ခနဲဆိုဖုန်ကြီးတွေပဲခြေဆင်းပြီးထိုင်ချလိုက်တယ်ဝတ်ထားတဲ့ကောင်ဝန်ကဒူကောင်ဖုန်ရုံလေးလက်အုပ်တော့ခြိထားပါတယ်ဒါသူတို့ယဉ်ကျေးမှုပဲမြမမင်းကလေး ဖုန်ကြီးရှိဒါမျိုးလုပ်တယ်ဆိုရင်ရိုင်းနေဆိုမှာပေါ့ဖီနီမျိုးယုခဗေဒဥယျာဉ်ကိုသွားတော့ငါဘုရားဘာသာကိုရီးယားအဖိုးကြီးတယောက်နဲ့တွေ့တယ်ဘာသာရေးတော်တော်ကိုင်ဆိုင်ပုံပဲသူကဖုန်ကြီးကိုတစ်ပင်တွေကိုခြေထောက်နဲ့ထိုးထိုးပြတယ်ဆက်ဖြင်းဖြင်းတော့ခံစားမိတယ်မြမရှူတော့နေဆိုရင်အဲ့ဒီလူငယ်ကြီးမှပဲဒါကြောင့်စိတ်ထားကိုပဲဘုံကြီးညွန်တာပေါ့အဲဒီလိုခြားနာတဲ့ရှေးယုံကြည်ဆွဲလမ်းမှုတွေကနေခြေပြုတဲ့ ကြားမှခွဲခြားမှုတွေရှိရကနေဘာသာတရားနဲ့ရောထွေးသွားပြီးဖျားပေါ်မိမမတရားဆိုတာမျိုးတွေဖြစ်လာပုံရတယ်။ဝီနီးမတင်မှုတဲ့တောထွက်ကိုတော်တစ်ပါးနဲ့အတူနေမှုပါတယ်။စွန်းစားနေတော့အကက်ခံပြီးသားဆွန်ဟင်းကွက်ကိုလူတွေကမိအောင်လို့ဖုံးကြီးနာကိုတိုးပေးရင်ငယ်ပါကိုတန်ဆူးသလောက်နီးနီးစိတ်ဆိုးတာပဲ။သူကဆရာကြီးဆိုတော့တိပေမဲ့ကြည်နေရတာပေါ့။ ပတ်သက်သူတကာတကာမတွေကလည်းကပ်ပြီးသားကိုမကင်ကောင်းဘူးလို့ပဲနားလည်နေကြပြီ။ကြာရင်အဲ့ဒီဝင်းကြီးမဟုတ်တဲ့ဝင်းကြီးဟာဝင်းကြီးအစ်စလို့ဖြစ်သွားနိုင်တယ်။ဆော့ချပေးလို့မင်းစုလိန်ပြန်ဤ၆တန်းကက်ခံပြချောင်းတည်တဲ့။၁တော်ပြီလို့ဆွန်လိုက်ရင်၂လူထွက်သွားရင်၃စားနေစေလူသားမနေကိုပြေးလိုက်ရင်၄အလူခံရရင်၅ဖုံးကြီးတည်သွားရင်၆ ယဟန်ဘုရားကနေပိတ်ခုနေဘုရားပြောင်းသွားရင်ဒီချောင်မျိုးကြောင့်ပဲအကပ်ပြတ်တာပါယူရီးယားမှာအမျိုးသမီးလက်ထဲကအလူခံပစ္စည်းကိုဘုန်းကြီးကလက်နဲ့ထိပ်ပြီးအလူမခံဘူးတင်ငန်းရောင်ပိတ်စရှိလေးနဲ့ထိပ်ပြီးခံယူရတယ်ဒါပေမဲ့ဝီနီးအမှန်မှာအဲ့ဒီလိုလှုပ်ရှားမလို့ဘူးဒါလဲခုနကတောထွက်လို့ဟန်လှုပ်ပြီးဝီနီးကိုလေးစားပြရာကနေပြောင်းလဲသွားတဲ့အယူအဆဖြစ်နိုင်တယ်စက္ကတ်သူဟာ မိန်းမဖြစ်စေယောက်ျားဖြစ်စေဖုန်းကြီးအနေနဲ့ခန္ဓာကိုယ်နဲ့ဒါမှမဟုတ်ကိုယ်နဲ့ထိစပ်နေတဲ့ပစ္စည်းနဲ့ခံယူကောင်းပါတယ်။တခုတော့ရှိတယ်။လေစာလုံးလို့ဆရာတော်ကြီးတွေဖုံးပေးနေတော့ဆုံးခွက်ကိုဟိုကိုင်းတီးရွှေ့မလုပ်ဘူးဖုန်းကြီးကိုကြီးညိုလုံးလို့ဒကာမတွေကဖုန်းကြီးလက်ထဲကို အလူပစ္စည်းကိုမထည့်ဘူးဆိုရင်တော့ကိုယ်သဘောပဲ။ဝီနင်းနဲ့တော့မဆိုင်ဘူး။ပြဒနာ၃ပါးကိုအထွတ်မြတ်ထားလွန်ရန်ကနေတီရှိပြီး ိုးရယုံကြည်မှုတွေနဲ့ရောပြီးဒီထွံ့မြတ်နေရာတွေကို မိမမတရားမဝင်ရဆိုတဲ့အထိယုံကြည်မှုစင်ကဲပြောင်းလဲသွားတာလည်းဖြစ်နိုင်တယ်။ဗုဒ္ဓဝါဒရှုထောင့်ရယောက်ျားတက်ခွင့်ရတဲ့ဘုရားဘော်ကိုမိမတက်လို့ငရေမကြည့်ဘူးလို့မှတ်ဖို့ပါ။မိမမတရားကန့်သက်ချက်ဟာရိုးရာဆွဲကိုအခြေခံနိုင်တယ်လို့ပြဒနာ၃ပါးကိုလေးစားလွန်းရကနေပြောင်းလဲသွားတဲ့အယူဆလည်းဖြစ်နိုင်တယ်။ ်စေတီဖះစတဲ့နေရာအချို့မှာမိမမတက်ရမဝင်ရဆိုတာဟာယုံကြည်ဆွဲလန်းမှုအခြေခံနဲ့ယာစုနှစ်တွေချီပြီးကြာနေပြီဖြစ်တဲ့ဒါမြင့်ချက်ဖြစ်ပါတယ်။မိမတွေတက်လို့ဝင်လို့မရှိမနှောင်းမှာတိုက်ဆိုင်မှုစိုးကျတခုခုဖြစ်ခဲ့ရင်ဒါကြောင့်မဲလို့ယူမဲဆွဲကြမှာပဲ။ဒါကြောင့်မိမတွေတက်ခွင့်ပြုဖို့အရေးဆိုမဲဆိုရင်တော့လူတွေနားလည်လက်ခံအောင်ကြည်ကြည်ပြန့်ပြန့်ပညာပေးရပါလေအောင်မဲ။ ကြားမှမခွဲပါဘူးဆိုတဲ့အမေရိကန်မှတောင်းအမျိုးသမီးသမတဖြစ်ဖို့မလွယ်သေးဘူးအမေရိကန်ပြည်တွင်လေရင်တွေကိုဖုံကြီးတို့စီးရင်ညသောအဖြစ်အထူးစစ်ဆေးရေးအခန်းကိုတွားရပါတယ်ချားနာတဲ့ယဉ်ကျေးမှုကြောင့်အမြင်မတူလို့ယောက်ျားဖြစ်ရတဲ့အဲ့ဒီလိုခွဲခြားဆက်ဆံခံရသေးရပဲအချိန်ကိုစောင့်မအောင်လူငယ်မျိုးဆက်တစ်တွေကောပကလူကြီးဖြစ်လာချိန်မှာရွှေကုံဖျားအထက်ပစ္စည်းအားမှာအမျိုးသမီးတွေပရိစိတ်ခွင့်ရကောင် ပြပါလိမ့်မယ်